ားလုံးမင်္ဂလာပါအောင်ဟိန်း channel မှာကြိုဆိုပါရစေကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့အမျိုးသားတွေအတွက်မြေဘဲစားရင် ရနိုင်တဲ့လိမ်မိုင်းဆိုင်ရာကျန်းမာရေးကောင်းကျိုးကိုမျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်မြေဘဲမှာသွတ်ဆိုတဲ့ zinc ပါဝင်တယ် zinc ဓာတ်ကကိုခံအားကောင်းစေတာကို လူများစုသိကြပါတယ်ဒါပေမဲ့လိမ်မိုင်းဆိုင်ရာကျန်းမာရေးအတွက်လဲကောင်းစေတယ်ဆိုတာကိုလူအနည်းငယ်ကသာသိကြပါတယ်နေ့တိုင်း မြေပဲစားတာဟာအမျိုးသားတွေရဲ့လိမ်မိုင်းဆိုင်ရာကျန်းမာရေးအတွက်ကောင်းကျိုးတွေပေးနိုင်တယ်လို့သုတေသနပညာရှင်တွေကဆိုကြပါတယ်။ Zinc ဓာတ်ဟာခန္ဓာကိုယ်ကအနှဲငယ်သာလိုအပ်တဲ့သတ္ထုဓာတ် trace mineral ဖြစ်ပေမဲ့သင်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအထောက်ပံ့ပေးရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။အဲ့ဒီတဲမှာလိမ်မိုင်းဆိုင်ရာစွမ်းဆောင်ရည်အပေါ်မှာလဲတက်ရောက်မှုရှိတာကိုပညာရှင်တွေကတွေ့ရှိထားပါတယ်။မြေပဲမှာပါဝင်တဲ့ တော့ကကျန်းမာတဲ့ testosterone ဟော်မုန်းပမာဏကိုမြင့်တင်ပေးတာကျန်းမာတဲ့တုပ်ကိုးနဲ့မျိုးအောင်မှုတွေကိုအထောက်ပံ့ပေးတာလေမိုင်းဆိုင်ရာလှုပ်ဆောင်ခြင်းနဲ့ပန်းတည်ပန်းညို့ကိုတိုးတက်စေနိုင်တာကိုသူတည်နာ ပြုချက်တွေမှာတွေ့ရှိထားပါတယ်အမျိုးသားတွေနေ့တိုင်းမြေပဲစားရင်လိင်ကျန်းမာရေးအတွက်ကောင်းလားဆိုတဲ့မေးခွန်းကိုဖြေရရင် ကောင်းတယ်လို့ဖြေရပါလိမ့်ကဲအဟောဆရာကောင်းတဲ့ကောင်းကျိုးတွေကိုဘယ်လိုပေးသလဲဆိုတာပြောကြရအောင်နံပါတ်1 တက်စတိုစတရိုန်ဟော်မုန်းကိုတဘာဝအတိုင်းမြင့်တင်ပေးတယ်။မြေပြင်မှာဇင်းနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေပါဝင်ပါတယ်။ဒါတွေကသိခန္ဓာကိုယ်ရဲ့ပင်မအမျိုးသားလိန်ဟော်မုန်းဖြစ်တဲ့တက်စတိုစတရိုန်ကိုထုတ်လုပ်ဖို့ကူညီပေးပါတယ်။တက်စတိုစတရိုန်မြင်မာတာကလိန်စိတ်ဆန္ဒလီပီဒိုကိုပိုပြင်းထန်စေပြီးလိန်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုပိုကောင်းစေပါတယ်။ မြမနဲ့သွေးစည်းစင်းမှုကိုကောင်းစေတယ်။ပန်းတွေပန်းညို့ကိုတက်တာစေတယ်။မြေဘဲမှာအာဂျီနင်းလို့ခေါ်တဲ့အမိုင်နိုအက်ဆစ်တစ်မျိုးပါဝင်ပါတယ်။ဒါကသွေးရောတွေကိုပြေလျော့စေပြီးသွေးလက်ပတ်မှုကိုကောင်းစေပါတယ်။သွေးစည်းစင်းမှုပိုကောင်းတာကပန်းတွေပန်းညို့ကိုတက်တာစေပြီးပိုမိုခိုင်မာကကြာရှည်ခံတဲ့ထောင်မမှုကိုရစေပါတယ်။လိန်ဆက်ဆံမှုအတွက်သွေးစည်းစင်းမှုကောင်းဖို့ကအလွန်အရေးကြီးပါတယ်။နံပါတ်၃ အာရုံနဲ့ကြန့်ခိုင်မှုကိုတိုးမြင့်ပေးတယ်။မြေပဲမှာပရိုတိန်းဓာတ်နဲ့ကြမ်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေပြည့်ဝစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ကိုရေရှည်အတွက်စွမ်းရင်ကိုပေးစွမ်းပါတယ်။ဒါကအိတ်ခမ်းထဲမှာရော အပြင်မှာပါတက်ကြွစွာလှူရှားနိုင်ဖို့ကူညီပေးပါတယ်။နံပါတ်၄တုပ်ဖို့အရေအတွက်နဲ့အရေသွေးကိုနှင့်တင်ပေးတယ်။မြေပဲမှာကျမ်းမာတဲ့တုပ်ပူးအတွက်အရေးကြီးတဲ့ folate ဆင်းစန့်ကျင်ဓာတ်တိုးပစ္စည်း antioxidant တွေပါဝင်ပါတယ်။မြေဘဲကိုပုံမှန်စားသုံးတာကတုပ်ပိုးအရေအတွက်ရွှေလျားမှု mortality နဲ့ပုံသဏ္ဍာန်ကို ကောင်းမွန်စေနိုင်တယ်။ဒါတွေအားလုံးကကလေးရရှိနိုင်စွာအတွက်အရေးကြီးပါတယ်။နံပါတ်5လိင်စိတ်ဆန္ဒလီပီဒိုကို တိုးမြှင့်ပေးတယ်။ညီဘဲမှာပါဝင်တဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်ပရိုတိန်းဓာတ်နဲ့သတ္တုဓာတ်တွေ ပေါင်းစပ်မှုက အမျိုးသားဟော်မုန်းတွေကို မျှတစေပြီးသဘာဝအတိုင်းလိင်စိတ်ဆန္ဒကိုတိုးပွားစေပါတယ်။နံပါတ်6စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုကိုလျှော့ချပေးတယ်။မြေပဲမှာမက်ဂနီဆီယမ်ပါဝင်တာကြောင့်စိတ်ကိုတည်ငြိမ်စေဖို့ကူညီပေးတယ်။စိတ်ဖိစီးမှုနည်းတာက စိတ်ခံစားချက်ကိုပိုကောင်းစေပြီးပုံမခိုင်မာတဲ့ထောင်မှမှုကိုရစေပါတယ်။လိင်မိုင်းဆန်ရဆွမ်းဆောင်ရေကိုတိုးတက်စေပါတယ်။ဘာလို့လဲဆိုတော့ စိတ်ဖိစီးမှုကလိမ်မိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုထိခိုက်စေနိုင်လို့ပါနံပါတ်9နှလုံးကျန်းမာရေးကိုကူညီပေးတယ်လိမ်မိုင်းဆိုင်ရာအတွက်အရေးကြီးတယ်မြေပဲဟာနှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေပြည့်ဝစွာပါဝင်ပြီး မကောင်းတဲ့ကိုလက်စထရောကိုလျှော့ချပေးပါတယ်ကျန်းမာတဲ့နှလုံးရှိမှလိမ်ဆက်ဆံစင်မှာသွေးစိစိမှုပိုကောင်းမှာပါဒါက န်းတီပန်းညိုကာဝယ်ဖို့အတွက်အဓိကတော့ချက်ဖြစ်ပါတယ်။နံပါတ်၈ပန်းတီပန်းညို erectile dysfunction ED ကိုသက်သာစေတယ်။မြေဘဲမှာပါဝင်တဲ့အကျဉ်းင်းကသွေးလက်ပတ်မှုကိုကောင်းမွန်စေတယ်။ဒါကြောင့်မြေဘဲကပန်းတီပန်းညိုရဲ့အပျော်စားလက္ခဏာတွေကိုရှော့ချပေးနိုင်ပါတယ်။အထူးသဖြင့်ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံနဲ့ပေါင်းစပ်လိုက်ရင်ပိုပြီးထိရောက်ပါတယ်။နံပါတ်၉ နေ့စဉ်အစားအသောက်တွေထည့်စားဖို့လွယ်ကူတယ်။မြေပဲကိုလှော်ထားတာပဲဖြစ်ဖြစ် အစိမ့်လိုက်ပဲဖြစ်ဖြစ်တဘာဝမြေပဲထောပတ်အဖြစ်ပဲဖြစ်ဖြစ်မြေပဲကိုကြိုက်တယ်လို့စားနိုင်တယ်။မြေပဲကဈေးလဲတက်တာတယ်အရသာလဲရှိတယ်။သင်ရဲ့လိန်ချမ်းမာကြီးအတွက်လဲစွန်းထက်တယ်။ဒါကြောင့်နေ့တိုင်းစားသုံးနိုင်တဲ့အရန်လွယ်ကူတဲ့သေးစားတစ်မျိုးလို့ပြောနိုင်တယ်။မြေပဲကနေလိန်ချမ်းမာကြီးအတွက်အကောင်းဆုံးအကျိုးကျေးဇူးတွေရဖို့အတွက် စားပါဝင်မှုနည်းတဲ့မြေပဲကိုရွေးစားပါတကြားမထည့်ထားတဲ့တဘာဝမြေပဲဓမ္မမဟုတ်မြေပဲထောပမျိုးကိုရွေးချယ်စားသုံးပါပိုကောင်းတာကအရသာမဖြည့်ထားတဲ့မြေပဲတွေစားတာက ကောင်းကျိုးပိုတိုးစေပါတယ်တနည်းကိုမြေပဲလက်တဆုပ်စားတောင်စားကနေနှောင်စားခံစားပေးပါမျှတဲ့စားတော့လက်ကျင်ကန်တိုးနဲ့တွဲဖက်လှုပ်ဆောင်မယ်ဆိုရင်လိမ်မိုင်းဆိုင်ရာစွမ်းဆောင်ကြီးကိုပိုတိုးစေနိုင်ပါတယ် တစ်ခုရှိတာက မြေဘဲနဲ့ဓာတ်မတည့်သူ ပီနတ်အလာဂျီတွေကတော့လုံးဝရှောင်ကျဉ်ရပါမယ်မြေဘဲနဲ့ဓာတ်မတည့်သူကိုမြန်မာနိုင်ငံမှာမတွေ့ဘူးပေမဲ့အမေရိကန်မှာတော့အနည်းချင်းတွေ့ဘူးပါတယ်အရေးကြီးတဲ့အချက်ကတော့မြေဘဲကိုနေ့တိုင်းစားသုံးတာကအမျိုးသားတွေရဲ့လိမ်မိုင်းဆိုင်ရာကျန်းမာရေးအတွက်တကယ်ကိုအထောက်အကူပြုနိုင်ပါတယ်ဒါဟာကျန်းမာတဲ့လူနေမှုပုံစံနဲ့အစားအသောက်အလေးအကျင့်ရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့စားသုံးသင့်ပါတယ် အစဆုံးကြည့်ရှုအားပေးပဲကျေးဇူးတင်ပါတယ်နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုကြည့်နေပြီးသားပါလို့မြတ်တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစီခြင်းပါတယ်လူသားအလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစီလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် have a nice day